တော့အခုကျွန်တော်ဒီလက်တလောကာလအတွင်းပဲဖြစ်ဖြစ်အမြဲတမ်းပဲဖြစ်ဖြစ်ပေါ့နော်ဒါကိုတကယ်ငွေကြီးနဲ့ပတ်သက်ရတော့လကောက်အလောက်ကိုင်းနဲ့ပတ်သက်ရတော့လကောက် ဒါမှမဟုတ်လို့ရှိရင်တခြားပေါ်ပြဘလို့ကြီးကြီးမားမားအကြောင်းကိစ္စရမျိုးအစဉ်ပြေခြင်းသည်အောင်မြင်ခြင်းသည်ဖြစ်ပါစေစောင့်ဝဲလို့ရတဲ့ရရာလေးတစ်ခုဖြစ်ပါတယ်ပြောချင်တာကတော့အောင်မြင်ခြင်းတဲ့ကိစ္စတွေပေါ့လိုချင်တာတွေဖြစ်ချင်တာတွေရချင်တာတွေပိုင်ချင်တာတွေအတွက်စောင့်ဝဲဖို့အတွက်ကိုဒါအကြံပြုလမ်းညွှန်ပေးပါပါအဲ့တော့ဒီရရာကိုစောင့်ဝဲဖို့အတွက်ကျွေးပေးကများလေးတစ်ချက်လိုပါတယ်เนาะဒီတဲ့နည်းနည်းလေး ပြန့်နေပေါ့နော်ဂျူဂံများပြန့်ပြန့်လေးဆိုပို့ပြီးကောင်းမှာသွားတော့နည်းနည်းစောင်းနည်းနည်းနဲ့နေတာပေါ့နော်အဲ့တော့အဲ့လိုမျိုးဂျူဂံများလေးတစ်ချက်လိုပါတယ်အဲ့တော့ဂျူဂံများပေါ်မှာကျွန်တော်တို့ကဘာလုပ်မလဲဆိုတော့အခုလိုအညာလေးပါတွေမဖြတ်ရသေးတဲ့ကိုင်းရွက်ပေါ့နော်အဲ့တော့ကိုင်းရွက်လှလှလေးကိုင်းရွက်လိုပါတယ်ခင်ဗျာအဲ့တော့1 2 3 4 5 6 7 8 9 10ဒါကိုင်းရွက်ပေါ့နော်အဲ့တော့ဒီကိုင်းရွက် ကိုရွက်ကိုပြေပကံများပေါ်မှာကျွန်တော်တို့တင်လိုက်မယ်ပေါ့เนาะတင်နေဆိုတဲ့အခါမှာဘလိုပုံစံမျိုးနဲ့ပဲတင်တယ်ပေါ့ဒီလိုမျိုးလေးလှအောင်ပပတ်လေဒီလိုလေးစီပြီးတော့တင်မယ်ဆိုလည်းပဲရတာပေါ့ဗျာเนาะအဲ့တော့ကိုရွက်ကိုရွက်ကိုပြေပကံများပေါ်မှာဒီလိုလေးဖြန့်ပြီးလို့ရှိရင်တင်လိုက်ပြီး အဲအခုလိုပုံစံလေးဖြစ်သွားပြီပေါ့နော်အဲ့တော့ဒီဂျီဘယ်ကံများပုံမှာကိုရက်ကိုရက်တင်ပြီးပြီဆိုတဲ့အခါမှာဘာလို့လဲဆိုတော့ထညက်ခဲကိုပဲလိုပါတယ်အဲ့တော့ထညက်ခဲလေးပေါ့နော်ကိုခဲကိုဒီပုံမှာတင်လိုက်ပါဘလို့ပုံစံမျိုးနဲ့ပဲတင်နေရပါတယ်ထညက်ခဲအဲကိုခဲပြင်ရပြီပေါ့ဒါနော် ျူဘယ်ကနားပေါ်မှာကိုရွယ်ကိုရွယ်ကိုဖြန့်ပြီးတော့တင်လိုက်တယ်အဲဒီပေါ်မှာထညက်ခဲကိုခဲကိုတင်လိုက်တယ်ပြီးလို့ရှိရင်မြတ်စွာဘုရားရှင်ကိုလိုမြတ်ကြီးရဲ့ထံမှာအဲလှူဒါန်းမှာပဲဖြစ်ပါတယ်ခင်ဗျာအဲ့တော့ဒီဟာကနဝင်းတက်ကိုဆင်ထားတဲ့ရေရာပဲဖြစ်ပါတယ်ကျွေးပကန်းဆိုတဲ့အောက်ခံပစ္စည်းကကျွေးဆိုတာနှစ်ပန်းဆိုတာငါကန်ဆိုတာနေဒါသုံးမျိုးပေါင်းလို့ရှိရင်အဲသူကနန်နဝင်းနေနဲ့ဒါနဝင်းကြိုက်တယ်ပေါ့နော်နှစ်ငါးနှစ်ဆိုပြီးတော့ဒါနန်သက်လေးတွေပေါင်းလိုက်မယ်ဆိုရင်ဒါနဝင်းကြိုက်ပါတယ်နောက်ကွန်ရွက် ကွန်းဆိုတာကတနင်္လာကျိုးတဲ့15နှစ်ပါ ရွက်ဆိုတာကယာဟုကျိုးတဲ့12နှစ်ပါအဲ့တော့12နဲ့15နဲ့ပေါင်းလိုက်မယ်ဆိုလို့ရှိရင်20ခွန်ရပါတယ်ပြန်ပေါင်းလိုက်လို့ရှိရင်ကိုကဏန်ကြပါတယ်နော်သူကလည်းငွေနဝင်းကိုကိုစားပြုပါတယ်နော်သူ့ကိုတော့ယုံနဝင်းလို့လည်းခေါ်ပါတယ်။ဒါကြောင့်လည်းဆိုတော့သူကဂျိုသက်လိုက်ပေါင်းလာတာမဟုတ်လို့ပါ။ကိုရွက်ကကိုဆိုတာတနင်္လာဂျိုသက်က15ရွက်ဆိုတာယာဟုဂျိုသက်က12 12နဲ့15ပေါင်းလိုက်တော့20ခွန်ပေါ့နော်။အဲ့တော့ ထန်းလျက်ထန်းဆိုတာကစနေဂျိုသက်က10နှစ်ပါလျက်ဆိုတာဟာဟုတ်တယ်ဘူးအဲဂျိုသက်က18နှစ်ပါအဲ့တော့18နဲ့10နဲ့ပေါင်းလိုက်တော့28ကြပါတယ် အဲ့ဒါကလည်းပဲငွေနဝင်းဖြစ်ပါတယ်။နောက်ဂျိုသက်လိုက်ပေါင်းတာဖြစ်တဲ့အတွက်ယုံနဝင်းပါ။အဲ့တော့နဝင်းတက်ကိုစင်ပြီးလို့ရှိရင်ကိုးဆိုလို့ရှိရင်ကိုးရွက်ကိုသုံးတယ်။ထညက်ဆိုလည်းပဲအဲကိုးခဲကိုသုံးပါတယ်။ပြီးတဲ့အခါမှာကိုးအောင်မြင်ခြင်းတဲ့ကိစ္စဖြစ်မြောက်အောင်မြင်စေနိုင်ဖို့အတွက်ဖရားမှလုပ်ပြီးတော့ဆူတောင်းပေးပါ။ဘယ်နေ့မှဆိုလုံးလို့ရပါတယ်။အဲ့တော့လုံးလို့ပိုကောင်းတဲ့အချိန်ကတော့ မနက်9:00နာရီကနေပြီးတော့10:00နာရီခွဲတွင်ဖြစ်ပါတယ်။အဲ့ဒီထက်ပိုကောင်းတဲ့အချိန်ကတော့မနက်9:45နာရီဖြစ်ပါတယ်။အဲ့ဒီထက်ကိုပို့ပြီးတော့ကြီးကြီးမားမားအကြောင်းကိစ္စတွေရှိတယ်။တကယ်တိတိတိတ်တာဆောင်ရွက်ချင်တယ်ဆိုရင်တော့ကိုယ့်ရဲ့မွေးနေ့ဟိုကတနင်္ဂနွေဆိုရင်တနင်္ဂနွေနေ့တနင်္လာဆိုတနင်္လာနေ့မနက်9:45နာရီမိနစ်တိတိမှာဒါလေးကိုလှူဒန်းပြီးတော့စုတောင်းဆောင်ရွက်မယ်ဆိုရင်ကိုယ့်ရဲ့အကြောင်းကိစ္စတွေက မြင်အမ်းမဲ့ကိစ္စဆိုလည်းမြင်မြန်ဆန်ဆန်အောင်မြင်မဲ့သလိုကြားမဲ့ကိစ္စသလိုရှင်လည်းအ ਨੇ ဆုံး၉ရက်ကနေပြီးတော့အများဆုံး၂၈ရက်အတွင်းမှာအောင်မြင်ပါလိမ့်မယ်လို့ဒီရေရာလေးကိုကျွန်တော်လမ်းညွှန်ပြလိုက်ရပါတယ်အဲ့တော့အခုကျွန်တော်ရဲ့ဒီရေရာလက်ဆောင်လေးကိုသဘောကျနှစ်သက်တဲ့ဆိုအဖော်မှာကွန်မန့်လေးတွေရေးခဲ့ပါအောင် like share လေးတွေနဲ့လည်းပဲဒီပို့ကိုဒါလူများများကြည့်လို့ရအောင်အဲကူညီပံ့ပိုးပေးပါအောင်ခင်ဗျာအားလုံးကိုအထူးပဲကျေးဇူးတင်ပါတယ်